ဟိုင်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ The Damn Like YouTube Channel ဓမ္မအလင်းညံဖြင့်ဘဝနေထိုင်ရဲ့နီလမြာမှပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ယနေ့တင်ဆက်ပေးမိအကြောင်းအရာလေးကတော့ဆုံနာဝတ်သက်သမားဤချက်ချင်းလက်ငင်းဝိကျွေးဝိကျွေးဆိုတာကြောက်စရာအင်မတန်ကောင်းတယ်နော်ဝိလေရယ်ဆိုတာနောက်ဘဝမှမဟုတ်ဘူးဒီဘဝမှာတင်ခံစားရပြီးမရေဘူပါကြားရောက်နိုင်တယ် ဆုံနာဆိုတဲ့ဝတ်သက်သမားတယောက်အကြောင်းကိုတန်ဝေကြရစေဖို့ပြောပြပေးမယ်။သူကနှစ်ပေါင်း90နီးပါးဝတ်တွေကိုတက်ပြီးအသက်မွေးခဲ့တယ်။သူကရွာစဉ်လှည့်ပြီးဝတ်ငယ်လေးတွေကိုစပါးနဲ့လဲပြီးမွေးတယ်ပြီးတော့တက်လောက်တဲ့အရွယ်ရောက်ရင်လက်ချေတွေကိုကျိုးနဲ့ချီပြီးအသားတိုးအောင်ဒီကိုယ်လုံးကို ရိုက်ပုတ်တယ်။ ပြီးတော့ငွေရဲ့အခောင်လေးကိုတုံးနဲ့ထောက်ထားပြီးပူလုံးနဲ့ရေနွေးတွေကိုလောင်းထည့်တယ်အဲ့ဒီရေနွေးတွေကမစင်တွေကိုအေးပျော်ပြီးထွက်လာစေတယ်အဲ့ဒီလိုအချင်းချင်းစေးကြောပြီးဝမ်းလေးကအေးတွေဖြူစင်လာတဲ့အခါကြံတဲ့ရေနွေးတွေနဲ့ဝက်ကိုပေါ်ကိုလောင်းချပြီးအေးကွန်ကိုချစ်ချရဲပြီးတော့မီးနဲ့အမွှေးတွေကိုမြိုက်ပြီးခေါင်းကိုဖြတ်တယ် ဆုံသားဟာဒီလိုဝတ်တက်ခဲ့တာ95နှစ်ကြာခဲ့တယ်။မကြခင်မှာပဲသူ့ကိုယ်ပေါ်မှာကြီးစွာသော အနာရောဂါဖြစ်ပြီးမရေမီနဲ့တူတဲ့ပူလောင်တဲ့ဝေဒနာကိုခံစားရတယ်။အဲ့ဒီအပူကြောင့်အိမ်ထဲမှာဝက်အော်တလို့အော်ပြီးဟိုဒီဒီလှဲ့လေပြေးနေရတယ်။မိသားစုတွေကတခြားသူတွေမကြအောင်ပါဇက်ကိုပိတ်ထားပေမဲ့ကံကြမ္မာကိုဘယ်သူမှတားလို့မရဘူး။ ခုနှစ်ရလုံးလုံးပြင်းထန်တဲ့ဝေဒနာကို ခံစားပြီးရှင်းရမြောင်နေ့မှာတေဆုံးကအဝီစီနေရဲကိုကြားရောက်သွားတယ်။ဒါကြောင့်မကောင်းတဲ့အလုပ်တွေကိုရှောင်ကျင်ပြီးကုသိုလ်ကောင်းမှုတွေများများလုပ်ကြပါစို့။တရားနာယူခြင်း၊ဒါနပြုခြင်းဖြင့်ဘဝကိုတိုးတက်အောင်ကြိုးစားကြပါစို့။အပတ်စဉ်ဗီဒီယိုအသစ်များတင်ဆက်ပေးပါမည်။ဓမ္မအကြောင်းတိုးတက်လေ့လာလို့သူများလက်လွတ်မခံစေလိုပါ။ အသစ်သစ်တင်နိုင်ကိုလည်းသိရအောင် ကျွန်တော်ရဲ့ channel လေးကို subscribe like share လေးလုပ်ပေးခဲ့ပါဦးခင်ဗျာဓမ္မဤအလင်းရောင်ကို အတူတကွဖြန့်ချိကြပါစို့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ